2025ခုနှစ်စက်တင်ဘာလ29ရက်နေ့တနင်္ဂနွေသတင်းများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်။စာရွက်စာတမ်းစပစ္စည်းကိစ္စစာရွက်စာတမ်းကိစ္စစပစ္စည်းကိစ္စစတူရှယ်ယာကိစ္စအထွတ်တွေလည်းဒီရက်တွေတွင်မှာစိတ်အနောက်ရှက်ဖြစ်စရာတွေနဲ့ ုံတွေးရတတ်တယ်တတိထားနော်အိမ်တွေးမှာလည်းအိမ်လုံးထဲတယောက်ဆိုသလိုဖြစ်နေပြီးတော့စိတ်အလိုမကျတယ်လေဒီရက်တွေဒီမှာများနေတတ်တယ်ငွေကန်ကောင်းတယ်နော်ရှင်မျိုးမိတ်ဆွေအပေါင်းအသင်းတွေရဲ့အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိတတ်တယ်ကျမ်းမာရေးအနေနဲ့တွားနဲ့ပတ်သက်ပြီးတွေးနဲ့အသက်ပြီးတော့ဆေရှုပ်ရတတ်တယ်ဖြစ်သူစီကလည်းမမျော်လင့်မဲနဲ့လက်ဆောင်ရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတင့်နဲ့တော့ ဖြစ်ပြီးတော့ကံကောင်းစီရင်အကြောင်းကတော့ချက်သွေးအောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအင်ရှိပြားမှာသင်မောတိကလူပြားမှာ ဖြစ်ပါလိမ့်ရှင်။2025ခုနှစ်စက်တင်ဘာလ29ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟော်စတန်ဖြစ်ပါတယ်။အရေးကြီးတဲ့ဆာရွက်ဆာဒန်တွေမှာအရေးကြီးတဲ့ဆာရွက်ဆာဒန်ဆာချုပ်များ ပြတ်တာပျောက်တာဆုံးရှုံးမှုတွေကြုံရတတ်တယ်တတိထားနော်အလုတ်ထဲမှာလဲစိတ်ပန်းလူပန်းဖြစ်နေပြီးတော့ရင်းနှီးရဲ့မိတ်ဆွေတူနဲ့ပတ်သက်ပြီးသွားရင်ဆိတ်ရှုပ်ရတတ်တယ်စိတ်ကြီးရတတ်တယ်သူတို့ပြဿနာတွေမှာကိုကခေါင်းခံပြီးချမ်းညက်ပြီးတော့ဖြေရှင်းပေးရတတ်တယ်ကျမ်းမာရဲ့အနေနဲ့ခေါင်းမူတဲ့ခေါင်းကိုက်တဲ့ ဝေဒနာမျိုးတွေခံစားရတတ်တဲ့ချစ်သူစီကနေပြီးတော့မထင်မှတ်ထားတဲ့လက်ဆောင်မျိုးတွေရတတ်တဲ့အချိုးပေးတဲ့ကနန်းကတော့လေးနဲ့တဖြစ်ပြီးတော့ကံကောင်းတဲ့အရာကတော့အနက်ရောင်တဲ့ရှေဝါရောင်ပဲဖြစ်ပါတယ်။ရရရာအနေနဲ့မိမိအင်ရှိဖျားမှာအုံသေးပါရမုတ်ကလူပေးရမှာဖြစ်ပါလိမ့်ရှင်။25ခုနဲ့စတင်ပါလား29ရက်နေ့အင်္ဂါသာသမီများအတွက် တနေ့တာဟော်စဒန်ဖြစ်ပါတယ်ဒီရက်တွေအတွင်းမှာအလုပ်တွေထဲမှာတိုးလို့တန်းလန်းနေမတင်မကြရဝေဝဲရခက်ဆုံးပြရခက်တဲ့အခြေအနေချက်သေးတွေနဲ့ကြုံတွေ့ရတတ်တယ်အိမ်အောင်ရေးမှာလည်းတဦးနဲ့တူကအထင်အမြင်လွဲစရာတွေနဲ့လည်းကြုံတွေ့ရတတ်တယ်ကျမ်းမာရေးအနေနဲ့လေထိုးတဲ့လျောင်းတဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အခြေအေးမှာလည်းတယောက်နဲ့တယောက်ကစကားများရင်းခုန်နေရတတ်တယ် အကျိုးပေးတဲ့ကဏ္ဍက၄နဲ့6ဖြစ်ပြီးတော့ကံကောင်းတဲ့အရာကတော့ရွှေဝါရောင်ပဲဖြစ်ပါတယ်။ရေရအနေနဲ့မိမိအရှိဖျားမှာ ကော်ပြန်ကျော်ကလူပေးရမှာဖြစ်ပါလိမ့်ရှင်25ခုနှစ်စက်တင်ဘာလ29ရက်နေ့ဗုဒ္ဓဘုရားသမီးများအတွက်တနေ့ဒါဟောစတန်ဖြစ်ပါတယ်ရည်ရွယ်ထားတဲ့လုပ်ငန်းတွေကိုဒီရက်ဒီအတွင်းမှာရဲရဲသာလှုပ်ဆောင်မှာမုတ်ချအောင်မြင်မဲ့နေ့မျိုးဖြစ်ပါတယ်ချစ်သူစီကနေပြီးတော့လက်ဆောင်ရတဲ့တဲ့ကံအခွင့်လန်းတွေလည်းအလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်ဂျမ်းမာရေးအနေနဲ့လေးအောင်တဲ့လေထိုးတဲ့ဝေဒနာတွေခံစားရတတ်တဲ့ အကျိုးပေးတဲ့နံပါတ်ကတော့၄နဲ့၉ဖြစ်ပြီးတော့ကံကောင်းတဲ့အယောင်ကတော့အနီရောင်နဲ့ချက်သေးရောင်ပဲဖြစ်ပါတယ်။ရရအနီနဲ့မိမိအရှိဖျားမှာဖြော်ရည်ကက်လူပေးရမှာဖြစ်ပါလိမ့်ရှင်။25ခုနှစ်စက်တင်ဘာလ29ရက်ကျာသာပရိသတ်မိများအတွက်တနေ့ဒါဟောစရံဖြစ်ပါတယ်။အစုဆက်တူရှယ်ယာလုပ်ငန်းတွေလည်းလုပ်ကြရတတ်တယ်။ ပိန်နေရအတွက်ပိန်နေရနေရတိုင်းကြီးကိစ္စအတွက်တည်းလဲဒီရက်တွေအတွင်းမှာစိတ်ရှုပ်ရတတ်တဲ့စိတ်အနောက်ရှက်ဖြစ်စရာတွေနဲ့လဲကြုံရတတ်တဲ့ငွေရေးချင်းနဲ့ပတ်သက်ပြီးသွားရင်လဲတတိထားနော် အမခံပေးတာချင်းငါပေးတာမျိုးမပြုတ်လို့နဲ့เนาะအထူးရှောင်ရင်မှဝေချင်းနဲ့ပတ်သက်ရင်အစင်မပြေမှုတွေကြုံရတတ်တယ်။ကျမ်းမာရေးအနေနဲ့မျက်စိနာတဲ့မျက်စိအောင့်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အချိုးပေးတဲ့နံပါတ်ကတော့၁နဲ့၃ဖြစ်ပြီးတော့ကံကောင်းတဲ့အရောင်ကတော့ရွှေဝါရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိဖ ያ မှာ အုံဒီစိတ်6စိတ်ကလူပေးရမှာဖြစ်ပါလိမ့်ရှင်25ခုနှစ်စက်တင်ဘာလ29ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်သူများပြဿနာဒဲမှာကိုကကြညက်ပြီးတော့ကြောင်းဝင်ပြီးတော့ဖြည့်ရှင်ပြရတတ်တယ်မိတ်ဆွေတူတယောက်အတွက်ကိုအတော်လေးကိုစိတ်ရှုပ်စိတ်ညစ်စရာတွင်နဲ့ကြုံရတတ်တယ် မြေကိစ္စနေရာကိစ္စအတွက်တည်းတတိထာနောစကားပြောဆိုရတာဖြည့်ရှင်းပေးရတာ ရာညက်တာမျိုးတွေလည်းဖြစ်တတ်တယ်အလုံးလဲပတ်သက်ပြီးသွားရင်လည်းဒီရက်တွေအတွင်းမှာခྱི་အဝေးခရတတ်တယ်ကျမ်းမာရေးအနေနဲ့ခနာကိုရဲ့အောက်ပိုင်းခြေထောက်မှာဒီကိုက်တန်ရရတတ်တယ်တတိထားနော်အချိုးပေးတဲ့ကဏ္ဍကတော့လေးနဲ့ခုံဖြစ်ပြီးတော့ကံကောင်းတဲ့အယောင်ကတော့ညိုမိုင်းတော့အယောင်နဲ့အနက်ယောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအရှိပြားမှာနွားနို့ကလူပြရမှာဖြစ်ပါတယ်ရှင် 2025ခုနှစ်စက်တင်ဘာလ29ရက်စနေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်အလုံးနဲ့ပတ်သက်ပြီးသွားရင်မိမိတို့မကြားခြင်းတဲ့တရင်တွေကြားရတတ်တယ်အောက်လက်ငယ်သားသားသမီးတယောက်တူအိမ်မှာအလုံးမထပ်ထားတတ်တယ်သူတို့အတွက်လည်းအတော်လေးကိုကောင်းရှုပ်ဆိတ်ရှုပ်ရတတ်တယ်ပြန်မရတော့ဘူးလို့ထင်ထားတဲ့ငွေကြီးတဲ့ဒီရက်တွေဒီမှာမရည်ရွယ်ပဲမထင်မှပဲနဲ့ပြန်ရရှိတတ်တယ် ကျမ်းမာရေးအနေနဲ့တည်ထားတော့တွားနဲ့ပတ်သက်တဲ့သွေးနဲ့ပတ်သက်တဲ့ကျန်းမာရေးဆိတ်ရှုပ်ရတတ်တဲ့အခြေအမှလေးကြားလေသွေးလို့ဝိညာဉ်တက်တဲ့အကျိုးပေးတဲ့ကဏ္ဍကငါးနဲ့ခုံဖြစ်ပြီးတော့ကံကောင်းစေတဲ့အရောင်ကတော့ခရမ်းရောင်ပဲဖြစ်ပါတယ်ရေရီယာအနေနဲ့မိမိအရှိဖျားမှာစပြစ်တီကလူပေးရမှာဖြစ်ပါတယ်ရှင်